မင်္ဂလာပါအဖြစ်ရလေးတခုကျွန်တော်ပြောပြမယ်နော်အာကျွန်တော်လည်းအရင်ဝမ်းသာလို့ပါကျွန်တော်စီကိုအမျိုးသမီးငယ်တယောက်ဆက်သွယ်လာတယ်ဗောနော်ဆက်သွယ်လာပြီးသူတို့အခက်ခဲလေးကိုပြောပြတယ်အမ်ပြောပြတဲ့အခါမှာကျွန်တော်တည်တည်ချာချာလေ့လာကြည့်တယ်လေ့လာကြည့်ပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဗောအဒီကိစ္စငါပြောရမယ်ငါလူမိုက်လုတ်ပေးမယ်ဗောမုံရင်လည်းမုံပေးစေချင်းလည်းချစ်ပေးစေဗောနော်အဲ့တော့ အဲသူကလည်းကျွန်တော်နဲ့အဆက်အသွယ်ရာအကြောင်းကိုကျန်တဲ့ကျန်တဲ့အမျိုးသမီးငယ်တွေကိုဆက်ပြီးတော့ပြောပြတာအာပြောပြတဲ့အခါမှာသူတို့တစ်ဖွဲ့လုံးပြောကြဟာကိုဝေါ်နဲ့အဆက်အသွယ်ရတယ်ဆိုပြီးအားလုံးပျော်ရွှင်နေကြတာအဲ့တော့ဘာကြောင့်ပျော်ရွှင်လဲတော့ကျွန်တော်လည်းအဲသူတို့ကတော့ပျော်ရွှင်တော့ဗျာနော်အဲကျွန်တော်လည်းတစ်ခါတည်းလည်းစဉ်းစားမျိုးဩငါနဲ့တွေ့တယ်ငါနဲ့စကားပြောရတယ်ဘာကြောင့်ပျော်ရွှင်ကြလဲပေါ့နော်အဲ့တော့သူတို့ရဲ့အခက်အခဲလေးတွေကိုကျွန်တော် line ပေါ်ကနေပြီးတော့ပြောပေးတယ်။အဲပြောပေးတဲ့အခါမှာအခုကျွန်တော်စီလွန်ခဲ့တဲ့ တနှစ်လောက်တနှစ်တော့မပြည့်သေးဘူးလောက်သေးဘူးเนาะတနှစ်လောက်မှာဘာကြောင့်ဆိုတော့အကောင့်တစ်ဖွင့်တာတိတ်မကြသေးဘူးလေအဲအကောင့်တစ်ပတ်ဝန်းကျင်တော့ဆိုတော့ရှိပြီ၄၅၆လောက်လောက်ရှိပြီအဲ့တော့အဲတို့ခက်ခဲလေးပြည့်လေသွားတယ်အခုတို့စစ်တီမိသားစုတွေအားလုံးပျော်ပျော်ရှင်ရှင်နဲ့ပြန်ပြီးတော့ပေါင်းစည်းနေရပြီအဲ့တော့ကျွန်တော်စီတို့ဒီနေ့ဆက်သွယ်လာတယ်အကိုကြီးတဲ့ကျွန်တော်တို့မိသားစုနဲ့တတရရနဲ့ပြန်ပြီးတော့ပေါင်းစည်းနေရပါပြီတဲ့အကိုကျေးဇူးတွေပါပေါ့အဲကျွန်တော်ကျေးဇူးတင်ရမှာတော့ ကျွန်တော်ဒီပဲကျေးဇူးတင်လို့မရဘူးเนาะတကယ်တမ်းဆောင်ရွက်ပေးတဲ့တက်မတော်ကျေးဇူးတင်ရမှာပါကျွန်တော်တို့ကအားလုံးသိအောင်အမုန်းခံပြီးပြောပေးတာပဲရှိပါတယ်တကယ်တမ်းဆောင်ရွက်ရတာကဒီတက်မတော်ကအကြီးကဲလူကြီးမင်းနေပါကျွန်တော်ကျေးဇူးတင်မယ်ဟေ့ကျွန်တော်နဲ့အဆက်အသွယ်ရလို့ပြောမယ်ဟေ့ဆိုလို့ရှိရင်တက်မတော်မှာစစ်တီကောင်းနေစစ်သားကောင်းနေအရာရှိကောင်းနေရှိပါတယ်အမှန်တရားတိုင်းဆောင်ရွက်နေရတူရေနော်အဲသူတို့ကပါကျေးဇူးတင်မှာမမေ့ပါနဲ့ကျွန်တော်ဟိုဆက်အသွယ်ရလို့ပြောသလိုမျိုးပြောနိုင်ပါတယ်ဒါပေမဲ့ ကျွန်တော်ကဒီအခက်ခဲပြေလဲသွားဖို့အတွက်ဂျားတွေကနေပြီးတော့နည်းနည်းလူမိုက်တော့ပြီးပြောပြရတာပဲရှိပါတယ်တကယ်တမ်းဆောင်ရွက်ရတာကတက်မလို့ကအကြီးကဲတွေကိုကျေးဇူးတင်ရမှာပါ